နီးပြလောကရဲ့ပြန်လာတော့မဲ့ဇီဒန်ဝီယက်မှာခန္ဓာအောင်ပွဲတွေရောက်ပြီးနောက်ဇီဒန်ကနီးပြလောကကနေအနားယူကာအနိုင်ပိုင်းထားပါတယ်ဇီဒန်ကကစားသမားဘဝမှာအကြီးအကျယ်အောင်မြင်ခဲ့တယ်လို့နီးပြဘဝမှာလည်းမယုံနိုင်စရာကောင်းလောက်အောင်မြင်ခဲ့ပါတယ်ဒါပေမဲ့သူ့ကိုခဏဝေးနီးပြလို့မတတ်မနိုင်သေးပါဘူးသူကိုယ်တိုင်တိဆောက်ထားတဲ့အသင်းတစ်သင်းနဲ့အတူအောင်ပွဲတွေဖန်ဆင်းပြဖို့လိုအပ်နေပါသေးတယ်ချန်ပီယံလိဘလောက်ကိုသုံးရသည့်ဇက်ပိုင်ဆိုင်တဲ့တူဦးတွေသောနီးပြအဖြစ်ဇီဒန်စံချိန်တင်ထားပေမဲ့နီးပြတူအနေနဲ့ဇီဒန်လုပ်ပြစရာများစွာရှိနေပါတယ် ။ Man U PSG အသင်းတွေကသူ့ကိုစိတ်ဝင်စားခဲ့ပေမဲ့ဇီဒန်လက်မခံခဲ့ပါဘူး။သူ့ရဲ့နှလုံးသားကကလပ်အသင်းဆိုရင်ဂျူဗင်တက်အတွက်ပဲရှိနေတယ်ဆိုပြီးပြောခဲ့တာပါ။အချိန်ထဲမှာပဲဇီဒန်ကပြင်သစ်လျှွေးစဉ်အသင်းကိုတာဝန်ယူခြင်းနေပါတယ်။ဇီဒန်ကမိပြလောကတွေကိုကျွန်တော်ပြန်လာခြင်းပါတယ်။ဒါပေမဲ့ဘယ်ချိန်လောက်ဖြစ်မလဲဆိုတာမသိနိုင်သေးပါဘူး။ကျွန်တော်ရီမန်ချက်တစ်ခုကပြင်သစ်အသင်းကိုနှိပြချင်တာပါလို့ပြောခဲ့ပါတယ်။လက်ရှိပြင်သစ်အသင်းနှိပြဒက်ဆန်ကလာမယ့်2026ကမ္ဘာလှအပြီးနှိပြရာထူးကနေနှုတ်ထွက်မှာဖြစ်ပါတယ်။အဲ့ဒီချိန်ကျရင်ဇီဒန်ကပြင်သစ်အသင်းနှိပြရာထူးကိုလွှဲပြောင်းရအောင်နိုင်ပွဲလည်းရှိပါတယ်။ ဇီလန်ကရီယယ်တင်ကို2016ခုနှစ်ကနေ2018ခုနှစ်အတွင်းတစ်ချိန်2019ခုနှစ်ကနေ2021ခုနှစ်အတွင်းတစ်ချိန်နှစ်ချိန်တိုင်းတာဝန်ယူခဲ့သူဖြစ်ပါတယ်။ရီယယ်နီးပြဘွားမှာဇီလန်ကချန်ပီယံလိဖလာကို3ချိန်သာရယူပါဆန်ချိန်တင်နိုင်ခဲ့ပါတယ်။ပြီးတော့လာလီဂါချန်ပီယံဆု2ချိန်ဖီဘာကလပ်ကဘာဖလာ2ချိန်ရရှိအောင်ဇီလန်ဥဆောင်ပေးနိုင်ခဲ့တာပါ။ဇီလန်ကရီယယ်တင်တမန်တစ်ယောက်အကောင်းဆုံးတိုက်စစ်အတွက်ဖြစ်တဲ့ဘန်ဇီမာ၊ဘေး၊ဆီရိုနာဒို၊ BBC တိုက်စစ်အတွက်ကိုဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဇီလန်ကပြင်သစ်လေးပြင်သစ်အသင်းဖြစ်တရားရှိပွဲကစားကကဘာဖလာနဲ့ယူရိုချန်ပီယံဆုတွေလည်းစုကူးနိုင်ခဲ့ပါတယ်။ 2022ခုနှစ်မှာနီးပြလောကကနေအနားယူထားတဲ့ဇင်းကလာမယ့်နှစ်တည်းနီးပြဖြစ်ပြန်လည်မြင်တွေ့ရဖို့တည်ချနေပါပြီ။ VM လို့အောင်မြင်မှုတွေပိုင်ဆိုင်အောင်မလားစောင့်ကြည့်ရပါမယ်။ MNI Sport မှာတင်ဆက်ပါတဲ့ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့လို့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။